ုခံအောင်စတင်တာကွာငါစိတ်ကိုပြက်လာပြီမင်းတို့မျက်နှာလည်းငါမမြင်ကြတော့ဘူးကြောက်ကြီးရှိမှငါကြောက်ထက်စတင်ပြီးတော့မင်းတို့ခံမတင်တော့ဘူးဆရာလာပြီအလိုမတည့်ရဲမယ်ဆရာကိုနှုတ်ဆက်မယ်ရေစာဦးနာနာအာစတာဒုနေဟာဝယာမီမင်္ဂလာပါဆရာကြီးကဲကလေးတို့ဒီနေ့မင်းတို့ရဲ့ဆရာမကနေမကောင်းတော့ကြောင်းပလာတဲ့အတွက်မင်းတို့ဆရာမအစားဆရာစာသင်ပေးမယ်နော်မနေ့ကမင်းတို့ဆရာမဘာတွေပေးလိုက်သေးလဲ ဆိုင်စာကုန်အိစာပေးလိုက်ပါဆရာကြီးအဲဟုတ်ပြီဆိုင်စာကုန်ဆိုရင်အဲ့ဆိုင်စာကုန်ကဘာကောင်းစင်နဲ့ပေးလိုက်တာဘာလာကြီးတို့သိကျူပါကဲအားလုံးထိုင်ကြထိုင်ကြထိုင်ကြဝါလာကေလိုတရင်ကျိုးဆိုင်ဆောင်ကိုပေးလိုက်တယ်ဆိုတော့အားလုံးရေးလာခဲ့ကြရလားရေးလာပါလေရေးလာခဲ့တာလားမရေးလာခဲ့ဘူးလားရေးလာခဲ့ပါလေတယောက်တစ်ပေါက်တယ်ကွာဝင်းခုမျိုးပြင်းစမ်းရေးလာခဲ့လားရေးလာခဲ့ပါလေဆရာကြီး အဲ့ဒါဆိုမီးရေးလာတဲ့ဆိုင်ဆံကိုငါဖတ်ပြစမ်းဟုတ်ဝါလာကင်လို့တရင်ကျွတ်တရင်ကျွတ်တွင်ယူကြီးများကိုကတော့ပါသည်မိုးဖိုးတောင်းသည်ဆရာမကိုကတော့သည်ဆရာကိုကတော့သည်မိုးဖိုးတောင်းသည်မြမပွဲရသည်တွင်တရင်ကျွတ်ရသည်ကိုနှစ်သက်သည်ဝဲကြောက်ဆိုသောမိုးဖိုးရသောကြောင့်ဖြစ်သည်ဟာမင်းဆိုင်ဆံကိုလားဆရာကြီးအဲ့ဒါကြောင့်မင်းတို့ဆရာမမင်းတို့တွေကိုမနိုင်ကြတာဟုတ် ဘာဆိုင်စာကောင်းလဲဒီဆိုင်စာကောင်းတာအเจ้าကြီးသိမင်းမလို့လုံးလဲဆရာကျွန်တော်ဒါပဲရေးတက်လို့ပါဆရာပြောလိုက်လို့ရှင်တော့ကြောက်ထိုင်ထိုင်တိုင်းသူမင်းအဆိုင်စာကိုရေးခဲ့လားရေးခဲ့တယ်ဆရာပြောရလားဟုတ်တယ်အကျောင်းတင်းကျောပွဲတော်တွင်လူများပြောကြသည်မိဘုံတွင်တို့ကြသည်မိထုံကြသည်တင်းကျောကာလအတွင်း ကိုလိုတိုင်းမှာပိုင်ရှင်နဲ့ဖျောင်းတာဆိုင်တာပိုင်ရှင်များပြောကြသည်တော့တော်ပြီတော်ပြီတယောက်လာလဲဒီပုံစံနှစ်ယောက်လာလဲဒီပုံစံမင်းတို့ကဆိုင်ဆက်ကိုရေးပါအဆုံးမှာအချက်ကြံရီဆက်လာတယ်လို့ပဲတော့စောရင်ထူတဲ့ဒီပုံစံပဲဝင်းကူကူပြောတဲ့ဒီပုံစံမင်းတို့ကဖြစ်မှာပေါ့တန်းနဲ့တူတူထိုင်တဲ့ကောင်လေးကိုအဲထိုင်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 တော့ဒီရှိရနှစ်ယောက်တော့စာတော်ပြီးသားဆိုတော့အရှိဆုံးတန်းမှာရောက်နေတာဆိုတော့စာရောရေးခဲ့ပြီးပါလားအေးပါအဲ့ဒါကြောင့်မို့အရှိဆုံးတန်းရောက်နေတာကိုစာတော်လို့ အနောက်ကလူတွေကြည်စမ်းပြီးတော့အတူယူရမယ်ကဲဒါဆိုမိန်းကလေးတွေကတထားစရာသမီးထားပါဦးသမီးစိုက်စားကုန်းရှိခဲ့လားအဲ့ဆိုရင်တမီးကြီးလည်းဆာဆာကုန်းလေးဆရာဖတ်ပြပါဦး။ဖတ်ပြနော်ဆရာ။ဝါလာကီလိုဆယ်ရင်ဂျူဗရင်ဂျူပွဲတော်ဒီမူနစ်ဖွေးတော်ကြတယ်။ဒင်းဂျူပွဲတော် သတင်းချုပ်တီမိထုံး၍စောလို့ရသည်ကြံနှစ်မတူပါကြံဒီရေဆဲဟဲတော်ပြီတော်ပြီသတင်းချုပ်ပါဆိုမှဘယ်လိုကြံနဲ့မတူပါလဲဒီတန်းလေးကမင်းကလေးရောယောက်ျားလေးရောဒီပုံစံလေးကြီးပဲတော်ပြီတော်ပြီထိုင်တော့ထိုင်တော့နေလဲဝါလာကေလို့သတင်းချုပ်လေးရေးခိုင်းတယ်စိုက်စောက်တော့မရေးတတ်ကြဘူးပြောလိုက်ရင်တော့မျက်နှာသေးနေနဲ့ တော်ပြီတော်ပြီနောက်နေ့ရစပြီနင်တို့ခံငါဝင်တဲ့အချိန်ကျရင်စမရလို့တော့နင်တို့နဲ့ငါလည်းတွေ့မယ်သားဆောက်လိုက်ဖို့ပေါ့နော်အဲကောင်လမ်းလာတွေ့နေတယ်嗯，你我。对啊，俺出来我那媳妇包，你没有小嘛？对吧？不要了，不要了。对啊，没有吧？微信。微信。小瑞。下一次。 ကဲစစမင်းတို့ကဘာဖြစ်နေကြလဲတို့ကျွန်တော်တို့ရန်လာစားတယ်ဝင်းကူကူမျိုးစောရင်ထူဘင်းတို့နှစ်ယောက်ကဒီเจ้าမှာတော်တော်တမ်းပဲကြီးနေပါလားနှစ်ယောက်လုံးခဏထစားပါဦးကြည့်ရအောင်လို့အပြစ်လှုပ်ထားတော့မျက်နှာငယ်တွေနဲ့မင်းတို့ကဒီเจ้าမှာနာမည်ကြီးတယ်မင်းတို့နှစ်ယောက်လုံးအရှိ့ကိုထွက်လာခဲ့ပါအရှိ့ထွက်လာခဲ့ ကျွန်တော်နောက်လည်းမဟုတ်ဆရာတရတရဆန်လည်းပါတယ်ပေါ့ကြော်မတထားဆန်မိန်းကလေးဖြစ်ပြီးနေမှာပါသေးတယ်နေမှာအရှိကိုထွက်လာခဲ့ဆန်ပါကိုအပြစ်ကိုတီးကြတယ်နော်ဟုတ်မင်းတို့ကိုထိုင်ထဆယ်ခါစီလောက်ကြပါဟမ်ဆက်ထိုင်ထဆယ်ခါစီလောက် ဒါမှနောက်လူတွေမလုံရဲပါ။ဟုတ်ကဲ့မိန်းကလေးလေ။မိန်းကလေးပါစေလေ။ဆော့ဆော့တော့ကကြတော့ဒီလိုမိန်းကလေးဆိုပြီးနေတွေးလာ။ဆရာမနေဆရာစကားဦးကြတော့နားမထောင်ကြဘူး။ကျောင်းမှာဆိုနာမည်ကြီးကြတယ်။လိုချင်ဘူး။ခိုင်နာဆက်ကစီလောက်ကြလား။ဒီကထုတ်လေပဲရောက်လေပဲဒီအတန်းမှာဆိုထုတ်ကိုပျောက်ပျောက်နေတာအမြင်နဲ့။ပြေးပြီလား ြည့်ရပါပြည့်မင်းတို့နေရာမင်းတို့သွားထိုင်ကြတော့ဟာဒီအတန်းကိုဝင်တိုင်းလေတခါမှ စိတ်ကျင်တတ်မှုကိုမရှိဘူးအကုန်လုံးကတယောက်တစ်မျိုးစီနဲ့စိုးကြတယ်မင်းတို့ခံစာတင်တာကွာငါစိတ်ကိုပြက်လာပြီမင်းတို့မျက်နှာလည်းငါမမြင်ကြတော့ဘူးကြောက်ကြီးရှိမှငါကြောက်ရက်စာတင်ပြီးတော့မင်းတို့ခံမတင်တော့ဘူး မင်းတို့ကမင်းတို့တင်ကြီးတဲ့ဆရာနဲ့တင်တော့မာလေးငါပြောရမင်းမြတ်ဦးမင်းနေမဆာဒီဆောင်ပြောတာဟဲ့ချစ်ရလေးပဲဟုတ်တယ်ဒီမာလေးတငယ်ရဲ့တင်ကြီးကြီးကိုတော့ချင်နေမှာအများကြီးပဲဟုတ်တယ်နော်လာပါချင်းဖြစ်အမားတို့မြန်မာမီမမကသတင်းကြုတ်ထူပရိုမိုရှင်းအနေနဲ့နှစ်သိန်းမဝယ်ဒီတိုင်းအတွက်မုတ်တထုပ်ပြတ်လက်ဆောင်ပေးနေပါတယ်ရှင့်။ဟုတ်ကဲ့ပါအမားဟုတ်ကဲ့ဟုတ် 了监狱来吗？嘿，俺们啥路也还来回的哈。啊，你们俺们那方面的没有啥美女。哦，哎，哎，啥子啥子？哎爸，俺们那监狱里面哪来那阿兵啊？家人你妈有那等我回家帮来上吗？ကျွန်တော်အားလုံးဆရာဘုမှာကာယကံဝစီကံမလို့ကံနဲ့ဒီမှာလို့ရှင်ဆရာဘုလက်စပြားထိမှမူရွေးမချတတ်မှာပါဆရာ ကဲငါတပည့်တွေကိုဆရာအားလုံးခွင့်လွှတ်ပါတယ်အခုလို့တရေကျော်အချိန်မှာဆရာတို့လာခွင့်ရတဲ့အကျိုးအကြောင်းငါတပည့်တွေပညာတတ်ကြီးဖြစ်၍နော်ဆယ်ရောင်းနဲ့နှစ်ချက်ပေါက်အောင်ကြပါစေလို့ဆရာဆုမွန်ကောင်းပေးလိုက်ပါတယ်ကဲဒါလေးကိုတော့ငါတပည့်တို့ဝေစားလိုက်ရအောင်နော်ကျေးဇူးပါဆရာ